Billy Trading Channel နဲ့ပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကျွန်တော် sharing လုပ်ပြချင်တဲ့အကြောင်းအရာတော့ကျွန်တော်တို့ single candlestick group အောက်မှာရှိတဲ့ dragon flying candlestick အကြောင်းကိုကျွန်တော် sharing လုပ်ပြချင်ပါတယ်။ဒါကြောင့်မလို့ regiment တို့အနေနဲ့ crypto stock market currency ကိုစတဲ့ဒီ market တွေမှာ trading ဒါမှမဟုတ် investing လုပ်ချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။ဒီဗီဒီယိုပြီးဆုံးသွားတဲ့အခါမှာဆိုရင် regiment တို့အနေနဲ့ဒီ dragon flying candlestick နဲ့ပတ်သက်ပြီးတော့မှသူရဲ့နောက်ွယ်မှာရှိနေတဲ့သူရဲ့ဒီ behind the scene မှာရှိနေတဲ့သူရဲ့အယူအဆတွေသူရဲ့ psychology တွေကိုလူချင်းမင်းတို့အနေနဲ့အသိသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြီးခဲ့တဲ့သင်ခန်းစာကိုပြန်ပြီးတော့ recap လုပ်ရမယ်ဆိုရင်ကျွန်တော်တို့ kinetic တခုကိုဖတ်တဲ့အခါမှာပထမဆုံးကျွန်တော်တို့သိထားရမှာကဒီ kinetic တခုမှာသူနဲ့သက်ဆိုင်တဲ့အခေါ်အဝေါ်တွေရှိတယ်။ဥပမာဆိုရင်ဒီမှာကျွန်တော် dragon fine ကိုကျွန်တော်ပြထားတယ်။သူမှသူမှလည်းအခေါ်အဝေါ်တွေရှိတယ်။ဒီအခေါ်အဝေါ်တွေကတော့ kinetic တိုင်းမှာအတူတူပဲဒါပေမဲ့သူရဲ့ candlestick ပုံစံတွေကမတူကြဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ dragonfly candlestick ကိုကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဗာမြင်ရလဲဆိုရင်ဒီမှာ low price ရှိမယ် lower shadow ရှိမယ် open price ရှိမယ် closing price ရှိမယ် body ရှိမယ်ပြီးတော့ပြီးဆိုရင်သူ high price ရှိမယ်သူရင်ပြီးရင်သူ upper shadow ရှိမယ်ပေါ့နော်ဒါပေမဲ့ဒီ dragonfly candlestick မှာကျတော့သူ့ရဲ့ lower shadow ကရှိပြီးတော့မှသူ့ရဲ့ upper shadow ကရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဘူးတခါတလေ တေးသေးလေးပဲရှိမယ်ပေါ့နော်သူရဲ့ body ကလည်းအရန်ကိုသေးတယ်သူ body ဘာဖြစ်လို့သေးတာလဲဆိုတော့သူက open pride နဲ့ closing pride ကအရန်ကိုကတ်နေတာဖြစ်တဲ့ကြောင့်မလို့သူရဲ့ body ကမရှိတလောက်သေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဒီချိန်မှတော့နေနဲ့ရှေ့ဆက်ပြီးတော့မှဒီ kinetic အကြောင်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Billy Trading Channel နဲ့ကျွန်တော်ရဲ့ဒီ Billy Trading Page ကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခုသွားလိုက်အောင် ဒါဆိုရင် dragon flying ပေါ့နော် dragon flying ဆိုတော့ဒီမှာကျွန်တော်အကောင့်လေးနဲ့ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ပြထားတယ်သူရဲ့ပုံစံကဒီလိုမျိုးအကောင့်လိုမျိုးပုံစံပေါ့နော်ဒါဆိုရင်ခုနကကျွန်တော်ရှင်းပြခဲ့တယ် dragon flying ရဲ့သူရဲ့ပုံစံကဘာလဲဆိုရင်သူရဲ့ lower shadow ကအရန်ကိုရှည်ပြီးတော့မှသူ upper shadow ကမဆိုးစလောက်လေးပဲရှိတယ်တခါတလေလည်းရှိတယ်တခါတလေလည်းမရှိဘူးပေါ့နော်ဒါကြတော့ market ပေါ်မူတည်တယ်ဒါဆိုရင်ကျွန်တော်ဒီသူရဲ့ဒီ characteristic ကိုကျွန်တော်ရှင်းပြပြီးသွားပြီပေါ့နော်ဒီမှာကျွန်တော်နှုတ်အနေနဲ့ကျွန်တော်ဖြတ်ပြီးတော့မှကျွန်တော်ရေးထားပေးတယ်ဒီမှာဒီနှုတ်မှာဆိုရင်အနီအောင်နဲ့ပြထားတာပါလေဆိုရင်ဒီ candlestick လည်းပြီးခဲ့တဲ့ဒီ ကျွန်တော်အရင်အရင်ဗီဒီယိုတွေမှာ sharing လုပ်ပေးတဲ့ဒီ single candle stick အောက်မှာရှိတဲ့ doggy တို့ဒီ candle stick တွေနဲ့အတူတူပဲဒီဟာကအစိမ်းအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က bullet dragon flying candle stick လို့နာမည်ပေးထားတယ်ပေါ့နော်ဒါဆိုရင်ဒီ candle stick လည်းသူကအယောင်ကအေးမကြည့်ဘူးဒါပေမဲ့သူပြစ်ပေါ်ခဲ့တဲ့ location သူပဲနေရာမှာဖြစ်ပေါ်နေတာလေ up drive မှာဖြစ်ပေါ်နေတာလား down drive မှာဖြစ်ပေါ်နေတာလားဒါမှမဟုတ် support မှာဖြစ်ပေါ်တာလား resistant မှာဖြစ်ပေါ်တာလား miss way မှာဖြစ်ပေါ်နေတာလား side way မှာဖြစ်ပေါ်နေတာလားစသဖြင့်ပေါ့နော်သူဖြစ်ပေါ်ခဲ့တဲ့ location ပေါ်မူတည်ပြီးတော့မှဒီ market ကဘယ်ကိုဆက်ပြီးတော့သွားနိုင်ခြေရှိလဲ up trend လား down trend လားဆိုတာကိုကျွန်တော်တို့အနေနဲ့ကြိုပြီးတော့မှကျွန်တော် signal ဖတ်လို့ရတယ်ပေါ့နော်ဘယ်သူမှတော့ confirm မလုပ်နိုင်ဘူးဒါပေမဲ့အရင်မော်လီတော့ကျွန်တော်တို့တည်တယ်ပေါ့နော်ဒီဒီ candlestick ကိုကျွန်တော်တို့မြင်လိုက်တဲ့အခါမှာဆိုရင်နောက်တစ်ရက်ကနောက်တစ်ရက်မှာဖြစ်ပေါ်လာတဲ့ candlestick က ူရဲ့အထက်မှာပိတ်သွားတာလားသူရဲ့အောက်မှာပိတ်သွားတာလားသူရဲ့အထက်မှာဈေးဖွင့်တာလားသူရဲ့အောက်မှာဈေးဖွင့်တာလားစသဖြင့်ပေါ့နော်ဒီဟာတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်ကကျွန်တော်တို့ကနောက်ထပ်လာမယ့်ရက်တွေမှာ market ကဘယ် direction ကိုဦးတည်နေတာလဲဆိုတာကျွန်တော်တို့ဒီတင်ခန်းစာပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့အိတ်မော့ဒါမှမဟုတ် signal အနေနဲ့ကျွန်တော်တို့တည်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့တွားကြည့်အောင် okay ဒါဆိုရင်ဒီ kinetic အကြောင်းကိုကျွန်တော်တို့ကြည့်ပြီးသားပြီးစဉ်သူရဲ့နောက်ပိုင်းမှာရှိနေတဲ့သူရဲ့ psychology ပေါ့နော်ခုနကကျွန်တော် တဲ့မှာလည်းကျွန်တော်ရှင်းပြခဲ့တယ်ဒီ kinetic ကဘာလို့ဆိုလိုတာလဲဘာဖြစ်လို့သူ့ရဲ့ lower shadow ကအရန်ကိုရှည်နေရလဲပေါ့နော်ဒါဆိုရင် lower shadow shadow ရန်ရှည်နေရတဲ့အကြောင်းကဘာလဲဆိုရင်စေးကွက်စဖွင့်တဲ့အခါမှာဘဲသမားတွေကဒီ stock ကိုစေးကြမယ်ထင်ပြီးတော့မှအထုတ်ရောင်းကြတယ်တချို့ကလည်းအောက်ဆီနေဝယ်ပြီးခဲ့တဲ့ရက်တွေပြီးခဲ့တဲ့ပတ်တွေမှာအောက်ဆီနေဝယ်ထားတဲ့လူတွေကအမြတ်တွေယူပြီးတော့ထုတ်ရောင်းကြတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင် stock market ကဒီတရက်တာတွင်းမှာအောက်ကိုထိုးကျသွားတယ်ဒီထိသူထိုးကျသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီ market ထဲကိုဘူးသမားတွေကဒီစေနှုန်းရောက်တဲ့အချိန်မှာ ဝင်မယ်ဆိုပြီးတော့မှအတင်းဆောင်နေတဲ့ဒီဘူးသမားလေးနောက်ပြီးတော့ဒီ stock ကိုစေးတက်မယ်လို့ဖင်ပြီးတော့မှစောက်ပြီးတော့ဝယ်နေတဲ့လူတွေက market ထဲကိုအလုံးချင်းနဲ့ဝင်လာတယ်အဲ့ဒီအချိန်မှာသူတို့က price ကိုပြန်ပြီးတော့မှပြလဲအပေါ်ကိုပြန်ပြီးတော့ဆွဲတင်တယ်ဆွဲတင်တယ်ဘယ်အထိဆွဲတင်သွားလဲဆိုရင်ဒီ high price အထိသူဆွဲတင်သွားတယ်ရက်တရက်တာကုန်ဆုံးသွားတဲ့အခါမှာဆိုရင်ဒီ stock ကသူဖွင့်ခဲ့တဲ့ဒီအဖွင့်စေးထက်အနည်းငယ်လေးပဲမြင့်ပြီးတော့မှအစီအကွက်ပိတ်သွားတယ်။တနည်းအားဖြင့်ဒီ market ကိုဘသူတွေက က်လွတ်လိုက်ရတာလေဆိုတော့ဘဲသမားတွေကလက်လွတ်လိုက်ရပြီးတော့မှဘူးစီကိုသူလက်လွှဲလိုက်ရတယ်ပေါ့နော်ဒါဆိုရင်ဒီ market ကလောလောဆယ်မှာစိမ်းရောင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘူးသမားတွေကဒီတရက်တာမှာဒီ stock ကိုသူတို့က control လုပ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ဒီ dragon flying bullet candlestick ကိုကြည့်တာနဲ့ကျွန်တော်တို့တည်တယ်ပေါ့နော်ဒါဆိုရင်ဒီ candlestick ကဘယ်အခြေအနေမှာထပ်ပြီးတော့မှကျွန်တော်တို့ confirm လုပ်ရမှာလဲဆိုရင်ဒီ candlestick တစ်ခုအထက်နဲ့ကျွန်တော်တို့ market direction ကိုကျွန်တော်တို့ပြောလို့မရဘူးဒီ candlestick dragon flying ဖြစ်ပေါ်ပြီးတော့မှအနောက်တရက်မှာဖြစ်ပေါ်မဲ့ candlestick ရဲ့သူ့ရဲ့ resistant တွေ support တွေစသဖြင့်ပေါ့နော်တခြား indicator တွေနဲ့ကျွန်တော်တို့ combine လုပ်ပြီးတော့မှကျွန်တော်တို့ပေါင်းဆက်ပြီးတော့ကြည့်လိုက်တဲ့အခါကျမှဒီ market ရဲ့ direction ကိုကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဘယ်လိုသွားတာလဲဆိုတာကျွန်တော်တို့အချိန်မှကျွန်တော်တို့ပြီးမယ်ပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်ခုနကျွန်တော်ပြောခဲ့တာတွေကိုကျွန်တော်နှုတ်လေးနဲ့ကျွန်တော်ရေးထားပေးတယ်ဒီဘာဖြစ်လို့ဒီ lower shadow ဖြစ်တာလဲဆိုရင် market ကိုဘယ်သူတွေက control လုပ်ထားလဲဆိုရင်ဘဲသမားတွေက control လုပ်ထားပြီးတော့မှ price ကိုအောက်ကိုဆွဲချလိုက်တယ်အဲ့ဒီအချိန်မှာဘူးသမားတွေကဝင်လာပြီးတော့မှ ဖလိုက်ကိုပေါ်ပြန်ပြီးတော့ဆွဲတင်လိုက်တယ်သူတို့ဆွဲတင်လိုက်တဲ့အချိန်မှာပဲဖြစ်လဲဆိုရင်ဘူးသမားတွေကအားကောင်းပြီးတော့မှဖွင့်ခဲ့တဲ့ဆေးရဲ့အထက်နဲ့သူတို့ကပိတ်သွားတယ်ဒါဆိုရင်ဒါကတော့ဒီကနက်စတစ်တစ်ခုကိုဖတ်တိုက်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့သိထားရမယ့်အချက်တွေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကနက်စတစ်ကိုကြည့်တာနဲ့ဒီ market ရဲ့အခြေအနေကိုကျွန်တော်တို့သိနေရမယ်သူရဲ့ behind the scene မှာဘာတွေဖြစ်နေလဲဘာကြောင့်ဒီလိုမျိုး lower share လို့ဖြစ်တာလဲဘာကြောင့်သူရဲ့ body ကသေးတာလဲစတာဖြစ်ပေါ့နော်ဒါတွေအကုန်လုံးကိုကျွန်တော်တို့တိပြီးသွားပြီဆိုရင်ကျွန်တော်တို့ example ကိုကျွန်တော်တို့သွားကြည့်အောင်โอเคဒါဆိုရင် example အနေနဲ့ကျွန်တော်ဒီမှာပြထားတယ်ပေါ့နော်ဒါဆိုရင်ဒီမှာ opening price ကဒေါ်လာ100နဲ့သူစပြီးတော့မှလည်းသူကဈေးပွင့်တယ်နောက်ပြီးတော့မှခုနဘဲသမားတရားဝင်လာပြီးတော့မှ price ကိုဘယ်ထိကိုဆွဲချတော့လဲဆိုရင်ဒီထိကိုဆွဲချသွားတယ်ဒီထိဆွဲချတော့တော့ price ကဘယ်ထိရောက်သွားလဲဆိုရင်ဒေါ်လာ90လောက်သူရောက်သွားတယ်အဲ့ဒီအချိန်မှာဘူးသမားတရားဘာဖြစ်လဲဝင်လာပြီးတော့မှ price ကိုပြန်ပြီးတော့ဆွဲတင်တယ်ဝင်လာပြီးတော့မှ price ကိုပြန်ပြီးတော့ဆွဲတင်တယ်။သူဆွဲတင်သွားတဲ့အချိန်မှာ price ကဘယ်ထိရောက်သွားလဲဆိုရင်သူကဒေါ်လာ100နှစ်လောက်ပဲသူရောက်သွားတယ်ပေါ့နော်။အရင်ကသူက ဟိုမှာပြည့်ဘူးအမြင့်ကိုရောက်မရောက်မသွားဘူးအဲ့ဒီချိန်မှာစီကွက်ပိတ်သွားတဲ့ချိန်မှာဆေးရအနှဲငယ်ကျပြီးတော့မှဒေါ်လာ၁၀၁နဲ့သူက closing ဖြစ်သွားတယ်ဒါကြောင့်မလို့သူ့ရဲ့ body ကဘာဖြစ်လဲကျွန်တော်တို့ body ကအရန်ကိုတေးနေရပါတော့ဒါဆိုရင်ကျွန်တော်တို့လူချင်းမင်းတို့အနေနဲ့ဒီ candlestick ကိုမြင်လိုက်တဲ့အခါမှာဒီ candlestick ရဲ့နောက်ကွယ်မှာဖြစ်ပြနေတဲ့ market ရဲ့ condition တွေ market ရဲ့အခြေအနေတွေ up trend တွေ down trend တွေဘယ်သူက control လုပ်နေတာလဲဘယ်သူက losing ဖြစ်နေရလဲပေါ့နော်ဒါတွေကိုသိသွားမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါတို့သွားကြည့်အောင်ဒါဆိုရင်ဒါက Google Store ပေါ့နော် Google Store ကသူဒီမှာ down trend နဲ့သူဆင်းလာတယ်အဲ့ဒီချိန်မှာဘာဖြစ်ပေါ်လဲဆိုရင်ကျွန်တော်တို့ Dragon Fly ဖြစ်ပေါ်တယ်နောက်ပြီးတော့မှဒီ Dragon Fly ဖြစ်ပေါ်ပြီးနောက်ကျရမှာဘာထပ်ပြီးတော့ဖြစ်လဲဆိုတော့ဒီ Docky Kinetic ထပ်ပြီးတော့မှဖြစ်ပေါ်တယ်ပေါ့နော် Docky Kinetic ဖြစ်ပေါ်တဲ့သူ့ရဲ့နေရာကဘယ်နေရာမှာလဲဆိုတော့ဒီပြီးခဲ့တဲ့ Dragon Fly ပြီးခဲ့တဲ့အပိတ်ဆေးရဲ့အထက်မှာသူဈေးစဖွင့်တယ်ပြီးရင်ဈေးပိတ်သွားတဲ့ခါမှာလည်းအထက်မှာပဲသူကဈေးဈေး အမြင့်စင်းနဲ့ပြန်ပိတ်သွားတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့အနေနဲ့တက်ဆလို့ရတာကဒီ market ကအထက်ကိုသွားဖို့အလားအလာရှိတယ်ဆိုတော့ကျွန်တော်တို့တက်ဆလို့ရတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီလိုမျိုးကျွန်တော်တို့ Dragonfly Kinetic အကြောင်းကိုကျွန်တော်တို့တိထားပြီးတော့မှဒီအခွင့်အရေးကိုကျွန်တော်တို့အသုံးချမယ်ဆိုရင်ဒီမှာဥပမာဒီမှာကျွန်တော်တို့ဒီဒုတိယနေ့မှာဖြစ်တဲ့ဒီ Docky Kinetic ဖြစ်ပေါ်တဲ့အချိန်မှာကျွန်တော်တို့ market ထက်ကိုဝင်ပြီးတော့မှဒီ၃လရက်အတွင်းကျွန်တော်ဟိုးပြီးတော့မှပြန်ထုတ်လိုက်တဲ့ခါဆိုရင်ကျွန်တော်တို့ဒီမှာ၃လရက်အတွင်းနဲ့ကျွန်တော်တို့ဒီမှာအမြတ်ရှာလို့ရတယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်ဒီမှာကျွန်တော် နဲ့အောင် cycle လေးနဲ့ကျွန်တော်ဝိုင်းပြထားတယ် market ကကျတော့ up trend လည်းမဟုတ် down trend လည်းမဟုတ်ဘူးပေါ့နော်သူကဘေးတိုက်ကိုသွားနေတဲ့အတော်ကြာကြာသူသွားနေတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီမှာဘာဖြစ်လဲကျွန်တော်တို့ dragon flying ဖြစ်ပေါ်နေတယ် dragon flying ဖြစ်ပေါ်ပြီးတော့မှနောက်တရက်မှာဘာဖြစ်လဲသူ့ရဲ့အထက်မှာဈေးစားဖွင့်တယ်ပြီးရင်သူ့ရဲ့အထက်မှာပဲအစိမ်းရောက် candlestick ကဈေးပိတ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒါ confirm လုတ်လုတ်တော့မလုတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့တက်ဆလို့ရတယ်ဒီ market ကအပဲဥတီဖို့များနေရလဲဆိုရင်ဒီ up trend ဥတီဖို့များနေတယ်ဆိုတာကျွန်တော်တို့တက်ဆလို့ရတယ်တကယ်လို့ဒါကကိုက rate ယူချင်တယ်ဆိုရင်တော့ဒီဒုတိယနေ့မှာကျွန်တော်တို့ဝင်လို့ရတယ် market ထဲကိုစပြီးတော့ဝင်လို့ရတယ်တကယ်လို့ဒါကကိုက share ကိုဆွဲပေါ့နော် conservative ဖြစ်တဲ့လူဆိုရင်တော့တတိယနေ့ကိုထပ်ဆောက်ပြီးတော့မှ teacher double confirm လုတ်ပြီးတော့မှ market ထဲကိုဝင်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ dragon fly အကြောင်းသိသွားတဲ့ခါကျရင်ကျွန်တော်တို့ market ထဲကိုဘယ်ချိန်မှဝင်ရမယ်ဘယ်ချိန်မှထွက်ရမယ်ဆိုတာကျွန်တော်တို့အနေနဲ့တက်ဆလို့ရတယ်ပေါ့နော်โอเคနောက်တစ်ခုကျွန်တော်တို့သွားကြည့်အောင် โอเคနောက်တစ်ခုကကြာ Amazon Amazon Store လဲတူတူပဲဒီမှာကျွန်တော်ပြထားတယ်ဒီမှာဆိုရင် uptrend uptrend မှာဘာပေါ်လဲဆိုတော့ကျွန်တော်တို့ဒီ doggy ဒါမှမဟုတ်ကျွန်တော်တို့ဒါ dog fly လို့လည်းပြောလို့ရတာပေါ့နော်ဒါဆိုရင်ဒီချိန်မှာကျွန်တော်တို့နောက်တစ်ရက်မှာ market ကဘာဖြစ်လဲ doggy candlestick ထပ်ပြီးတော့မှဖြစ်ပေါ်တယ်ဒါပေမဲ့သူဘာဖြစ်လဲပြီးခဲ့တဲ့ရက်အဲ့ရဲ့အောက်မှာသူကစေးစားဖွင့်တယ်ပြီးရင်ပြီးခဲ့တဲ့ရက်ရဲ့အောက်မှာပဲသူကစေးနဲ့ပိတ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့တတိကြီးထားရမယ့်အချိန်ရောက်သွားပြီပေါ့နော်နောက်တစ်ရက်မှာကျတော့ ဘာဖြစ်လဲဒီ Loki Kane ဆေးရဲ့အထက်မှာသူကဆေးပြန်ပြီးတော့ဖွင့်တယ်အထက်မှာထက်ဟိုအမျက်ဆေးနဲ့သူပြန်ပြီးတော့ပိတ်သွားတယ်ဒါပေမဲ့စတုထအမြောက်ရက်မှာကျတော့သူပြီးခရရဲ့ဖွင့်အဖွင့်ဆေးနဲ့သူကစဖွင့်ပြီးတော့မှပြီးခရရဲ့အောက်ကိုသူကပိတ်သွားတယ်ဗောနော်နောက်ကျင်စမအမြောက်နေ့မှာကျတော့ဘာဖြစ်လဲကျွန်တော်တို့ဒီဖွင့်သူစတုထအမြောက်နေ့ဖွင့်ခဲ့တဲ့ဆေးရဲ့အလဲဝင်ကျင်လောက်မှာသူကစပြီးတော့ဖွင့်ပြမှာသူရဲ့အခွင့်စေအောက်ကိုသူပိတ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ market ကိုကြည့်လိုက်တဲ့ခါကျရင်ဒါကကျတော့ဒီရက်အတွင်းမှာဆိုရင် ဘူးဘူးမှအသာစီးမရဘူးပေါ့နော်သူကဘာဖြစ်လဲစိုက်ဝေးသွားနေတယ်ပေါ့နော်အဲ့ဒီချိန်မှာဒီမှာကျွန်တော်အစိမ်းအောင်ဘာဖြစ်လဲဒီအစိမ်းအောင် dragon fly လေးဖြစ်ပေါ်နေဖြစ်ပေါ်လာတဲ့ချိန်မှာနောက်တစ်ရက်မှာကျွန်တော်တို့တိလိုက်ကြည့်လိုက်တဲ့ခါကျတော့ bullet cannon state လေးဖြစ်နေတယ်ပေါ့နော် bullet cannon state ဖြစ်ပြီးတော့မှသူ့ရဲ့အပိတ်စေးကသူ့ရဲ့အောက်မှာပိတ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့ confirm လုပ်ရလုပ်လို့ရတာပါလဲဆိုဒီ market ကဘာဖြစ်လဲဒီသူ့ရဲ့ potential ပေါ့နော်သူ့ရဲ့အလားအလာကဘာဖြစ်လဲအောက်ကိုသွားဖို့အလားအလာရှိနေတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တွက်ဆလို့ရတယ်ပေါ့နော်နောက်တစ်ခုကလည်းဒီမှာဒါဆိုရင်သူ့ရဲ့ uptrend uptrend ရဲ့အဆုံးနားလောက်မှာဆိုတော့ဘာဖြစ်လဲ ဒီ dragonfly ဖြစ်ပေါ်နေသူရဲ့နောက်တရက်ဖြစ်တဲ့ dragonfly ရဲ့နောက်တရက်မှာကျွန်တော်တို့မြင်နေရပါ candlestick အနည်းအောင်အရှည်ကြီးပဲကျွန်တော်တို့မြင်နေရတယ်ဒါဆိုရင်ကျွန်တော်တို့စိတ်ထဲမှာတည်ထားဖို့ကဒီ market tag ကိုဘယ်သူတွေကအလုံးရင်းနဲ့ဝင်လာပြီလဲဆိုရင်ဘူးသမားတွေကအလုံးရင်းနဲ့ဝင်လာနေပြီဆိုတော့ကျွန်တော်တို့ဒီ candlestick အနည်းအောင်ရဲ့ length ပေါ့နော်သူရဲ့ length ကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့တည်နေရမယ်ပေါ့နော်ဒါဆိုရင်ဒီ market confirmation ဖြစ်ပြီးသွားတဲ့အခါကျရင် market ကပဲဥတည်သွားဆိုရင် down trend ကိုဥတည်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါက example အနေနဲ့ကျွန်တော်တို့သွားကြည့်တာပေါ့နော်။ဒါကြောင့်မလို့လူချင်းမင်းတို့အနေနဲ့ဒီဒေကန်စာပြီးသွားတဲ့ခါကျရင်ဒီ Dragonfly Candace အကြောင်းနဲ့ပတ်သက်ပြီးတော့မှဒီ သူရဲ့နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့သူရဲ့အယူအဆတွေဘာကြောင့်ဒီလိုမျိုး dragon fly ပေါ့နော် lower shadow ကရှည်နေရလဲဆိုတဲ့အကြောင်းကိုသိသွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဒီလာမယ့်နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်အနေနဲ့ဒီ genesis အကြောင်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ် sharing လုပ်ပေးတော့အောင်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ billy trading facebook page နဲ့ youtube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဘာကြောင့်ရအောင် sharing လုပ်ပေးသွားမှာလဲဆိုတော့ဒီ dragon fly genesis buried very dragonfly kinetic အကြောင်းပေါ့နော်ကျွန်တော်အသေးစိတ်ထပ်ပြီးတော့မှကျွန်တော် sharing လုပ်ပေးသွားအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ billy facebook page နဲ့ youtube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်